ဟယ်လိုဒီနေ့ကမမေတွေအမြဲတမ်းအမေများတယ် KG ကလေးတွေ PKG ကလေးတွေကို B နဲ့ဒီကွဲစီဖို့ခွဲခြားတင်နေလေးကိုမျှပေးမှဖြစ်ပါတယ် B နဲ့ဒီကွဲစီဖို့ကျွန်တော်တို့ခွဲခြားတင်နေတွေကလွယ်လွယ်လေးဖြစ်ပါတယ် A ကနေ Z အထိဘယ်ကဖောက်မေဖောက်မေကလေးတွေကဟိုကလေးတွေက ABC တင်တဲ့အခါမှာမရစီတဲ့အပြင်ရေးတဲ့အခါ B နဲ့ဒီလည်းမကွဲစီဘူးအဲ့လိုမကွဲတဲ့အခါအခက်ခဲဖြစ်ရတယ်ကျွန်တော်တို့လည်းငယ်ငယ်လေးတက်တက်လုံးမှတ်လာခဲ့အဲ့လိုနည်းလမ်းလေးတွေကိုကျွန်တော်အခုပြောမယ့်နည်းလမ်းလေးတင်လိုက်လို့ရှိရင် လုံးဝကိုရသွားပါလိမ့်မယ်အဲ့တော့ဘလို့သင်ရမှာလဲဆိုတော့ A ကနေ Z ထိရှိတာအကုန်လုံးသိတယ်ကျွန်တော်တို့ A to Z ကိုသင်လိုက်မသိဘူးအခုကျွန်မသင်ပြမယ့်နည်းလမ်းလေးက Phoenix နည်းလမ်းလေးနဲ့ချင်းကပ်သင်ကြားနည်းတယ်ဆိုရင်လည်းမှန်ပါတယ်ရှင်ပြီးရင်ကျွန်မရဲ့ idea ချို့ကိုလည်းဒီမှာထည့်သင်ပေးထားပါတယ် Okay ဒါဆိုလို့ရှင်အစပိုင်းကတော့အဲ့ဒီလိုနည်းလမ်းလေးပိုင်းမယ်နောက်ပိုင်းကဏ္ဍမှာထက်လာမယ့်အရာလေးတွေကကျွန်မကိုယ်တိုင်သင်ကြားရေးတွေ့ကြုံရအကုန်လုံးပေါင်းထည့်ပေးပေးထားရခြင်းဖြစ်ပါတယ်ရှင်ဒါဆိုရင် B နဲ့ D နဲ့ကွဲစီဖို့ကျွန်မတို့ကအရင်ဆုံးကလေးကိုဘာလက်ချက်သင်ရမှာလဲဆိုတော့ C ကိုရင်သင်ရမှာဖြစ်ပါတယ် ABC ကိုသူကမြင်တော့အကုန်လုံးဖတ်တတ်ပြီ ABCD E F G H I N J အဲ့လိုညဖတ်တတ်တယ်ပေါ့နော်ဟုတ်ပြီအဲ့လိုဖတ်တတ်ပြင်မယ်လေရေးတဲ့အခါကျတော့အဲရေးတော့မှတ်မိရေးတော့မှတ်မိတယ်ဖောက်မင်းမရတော့ဘူး B ကိုပဲနဲ့လာဒီပဲနဲ့လာမကွဲဘူးဆိုတာကဒီလိုသင်ဖို့လိုပါတယ် C နဲ့အရင် C ကိုအရင်သင်မယ်အဲ့တော့ C ကဘလို့အစွဲငင် C ကိုဘလို့အရင်သင်တာလဲကျမတို့ကအစွဲငင်တူတဲ့စလုံးကိုအရင်သင်လိုက်ချင်းအားဖြင့်ကလေးကပထမအဆုံး B လည်းမှတ်เสียရမလို့ဘူး C D လည်းမှတ်เสียရမလို့သူဘာလို့အရင်မှတ်ရမှာလဲ C C လေးချောင်းမင်းမှာအလဲခလဲလေးမှာနေမယ်အပြာမင်းလေးမှာဒါအတိပိသားမလို့ဒါမပြက်ပြက်တော့ဘူးနော်ပိုက်ဖို့လေးမှာတင်ရတာမို့လေးချောင်းမင်းနေမယ်ဆွဲပြီးတော့နားလဲပေးပါအဲ့တော့ C C တချို့ကပြောတယ် small C ကိုရေးတာကလေးရေးတတ်ပါမလားရေးတတ်တယ်သူတို့လက်ချောင်းတွေကိုကျွန်တော်တို့အရှိမှဘာလေးတွေလေ့ကျင့်ပေးရမှာလဲဆိုတော့ဒီ pre kg ရွယ်လေးမှာခွေခွေလေးတွေကောက်ကောက်လေးတွေဆွဲထားအောင်သင်ရမယ်ဒါချူပြီးတော့ပြောပြောသွားတာဟုတ်ဒါပြန်ပြီးတော့ပြန်နှိပ်ပေးတာအဲ့ဒါတွေတင်ပြီးတော့ထားလိုက်ပေါ့ရှင်အဲ့တော့ C ကိုသူ small C ကိုသူရေးပြီ small C ကိုရေးရင်တခါတည်းတပြင်းနဲ့ကျွန်တော်တို့ capital C တွေသင်ရမယ် capital C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  အဲ့ဒါရပြီအဲ့အခုက small C နဲ့ D ရတာမတူတာလေ C နဲ့ D က sorry B နဲ့ D ကဆင်တယ်လေနော်အဲ့ကြောင့် B နဲ့ D သင်မယ်ဆိုရင်ကျွန်တော်တို့က small C ကို ူဦးစားပေးပြီးတင်သွားမယ်ဟုတ်ပြီအဲ့တော့ small sea ရပြီဆိုရင်ဒါတင်ရမှာလဲဆိုတော့အဲမကြည့်အဲ့ဒီ small sea ကိုအပေါ်တင်ပြီးအောက်ချလိုက်မယ်ခြောက်ထက်လိုက်တာအဲ့ဒါ d small d เนาะဒီမှာ small c ကိုခြေထောက်အပေါ်တင်လိုက်မယ်အောက်ပြန်ချမယ်အပြန်အမြင်ကိုထိအောင်တင်မယ်အဲ့ဒါ d small c ကိုအပေါ်တင်မယ်အောက်ချမယ်အဲ့ဒါ d small c ကိုအပေါ်တင်အောက်ချမယ် d လုံးဝ b ကြောင်းမပါသေးဘူး d ပဲတင်သွားတယ် အဲ့တော့ကျွန်တော်ဒီလိုတင်ကြရပြီကလေးတွေကဘယ်ကဖောက်မိဖောက်မိ ABCD ရစေတယ်။ဘာကြောင့်လဲဆိုတော့ D တင်မိကျွန်တော်တို့ဘာတင်မှာလဲ။ဟုတ်ပြီ A လာမယ်။ရော A ဟမ်ဒါလေးက A small C ကိုဒီလိုလေးထည့်မယ်။အရင်ဥဆုံးဒီနေရာမှာ A ကိုရင်တင်လိုက် sorry ပြောချင်သောများလို့ small C ပြီး A ကိုရင်တင် A C ကိုရင်မယ်အပေါ်အတက်အပေါ်ကိုအပိတ်လေးထည့်မယ်ချက်တော့ကိုတက်လိုက်မယ်။ A ဟော A AB သွားရင် ဒီအဲ့ဒီ A လို့ပြန်ဆွဲမယ်ဟိုအပေါ်ဆုံးကိုတင်မယ်အောက်ပြန်ချမယ်ဒီဟောအဲ့အရေအကုန်လုံးကမယုံရင်မမျိုးတို့ကြည့်လိုက်ပါနော်တီချင်ငယ်တွေကျောင်းမှာမူလာတန်းတင်ရတဲ့ဆရာမတွေဆိုတော့ဒါလေးကြည့်ကြည့်လိုက်ပါအစွဲငင်တူနေရအောင်ကျွန်တော်တို့သတိထားမိလားအဲဟုတ်ပြီသတိထားမိတယ်အဲ့ပြီးသားကြီးဆိုကျွန်တော်တို့ဖာတင်ပါလဲနော်အဲ့တော့ C လဲရသွားပြီရှင်နော်အဲ့တော့ A လဲရသွားပြီရှင် D လဲရသွားပြီရှင်အဲ့တော့ B မပါသေးဘူးနော်ဟုတ်ပြီဒါလေးဆိုရင်ဒီမှာ O O small တီလို့အစွဲငင်တူတယ် O အပေါ်ကဆွဲရတာ ။အိုးအဲ့တော့ကျွန်တော်တို့အိုတင်ပြီးသွားပြီ။အိုတင်ပြီးသွားရင်တော့ဘာဆိုင်ရင်ထူသေးတဲ့ပြန်စစကြည့် small g တော့စီလိုဆွဲမယ်အပေါ်တင်မယ်အောက်ချမယ် g စီလိုဆွဲမယ်အပေါ်တင်မယ်အောက်ချမယ် c စီလိုဆွဲမယ်အဲ့တော့ g ဟောပြီးရင်နောက်ထပ်တစ်ခုဘာရှိသေးလဲ။အော်အော်စီလိုဆွဲမယ်အပေါ်တင်မယ်အိုးအောက်ချ6လောက်ကလေးကိုကွေးလေးကောက်လိုက်မယ်။အော် Q or Q ကျတဲ့လိုခေါ်ပါရှင်เนาะ Q လို့ခေါ်လိုက်ရင် Q လဲခေါ်လိုက်ဘယ်အမှန်အမှားရဲ့လို့ပြောပြရင်လည်းအဆင်ပြေပြေဖြစ်မှာဆိုလို့အဆင်ပြေတယ်လို့ခေါ်လိုက်ရတယ်เนาะ Q အဲ့တော့ C လေးလို့ဆွဲမယ်အဲ့တော့ဒီမှာ Q ရေးလိုက်ပြီးအဲ့တော့ C လေးလို့ဆွဲမယ်အိုးအပေါ်တင်မယ်ဟိုးအောက်ပြန်ချမယ်ကျွန်တော်ထောက်လိုက်မယ် Q စီလေးလို့ဆွဲမယ်အပေါ်တင်မယ်အောက်ပြန်ချမယ်အပေါ်ကိုဆုံးနေမတင်ဘူးခီးဦးဒီမှာမြင်းတွေကိုကိုပတ်တော့ထည့်ပြီးတင်လိုက်ပါဘယ်မြင်းဘလို့ထိရမယ်ဆိုတော့တင်မမေတို့တင်တတ်ပါပြီအဲ့တော့ခီးဦးဒါဆိုရင်ဒီနဲ့ဒီကိုခွဲဖို့ကျွန်တော်တို့တင်ရမယ့်စလုံးကအရင်ဥဆုံး C ဖြစ်ပါတယ် C ပြီး A ကိုတင်မယ် A ပြီး D တင်မယ်ပြီး O တင်မယ်ပြီး G G တင်မယ်ပြီး Q တင်မယ်ဆိုရင်အဲ့ဒါက B နဲ့ D ခွဲဖို့အတွက်တစ်လုံးကိုသူကြည့်ကြပါ ဟုတ်ပြီအဲ့တော့ B ကိုကျမတို့ဘယ်ချိန်ခါမှတင်ပါလဲအဲအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ကဟုတ်ပြီ C နဲ့မတူဘူး C နဲ့မတူဘူးเนาะဒီတစ်ခါတင်မဲ့စလုံးတွေအကုန်အပေါ်မြင်းကနေဆွဲတာပဲကျမတို့တင်မယ် L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  small L small L L B dies အဲ့ဒီ L လေးကို နောက်ကခယူလေးလို့ဘူးလုံးလုံးလေးတက်လိုက်တာ B အဲ့ဒီ L လေးကိုဘူတော့လိုက်တာ B အဲ့တော့ကလေးကအစွဲငင်နေတမ်းမှတ်မိသွားရောအော်အဲ့ဒါမှ L လို့ဆွဲပြီးတော့ဘူလုံးတက်လိုက်တာကနောက်ကနေเนาะကျမတို့က belly လို့ခေါ်တဲ့ byte ဖိုက်ကြတာလေးဘိုက်ကလေးတက်လိုက်တာကဘီဖြစ်သွားတယ်ဟောဘိုက်ပူပူကြီးအဲလေကိုဘိုက်ပူကိုဘိုက်ပူဘီအဲဘိုက်ပူပူကြီးအချောင်းချောင်းဆင်းလာမယ်အရရှိရှိကြီးနဲ့ဆင်းလာမယ်ဘိုက်ကလည်းပူသေးတယ်ကိုဘိုက်ပူအဲ့ဒါဘီအရရှိရှိကြီးပဲကိုဘိုက်ပူဘီဒါဆိုရင်ကျွန်တော်တို့ဘီနဲ့ဒီခွဲတာဒီမှာတယ်သိပြီသွားပြီဟုတ်ပြီအဲ့ဒါပြီးသွားရင် LP သွားခုနအတိုင်းပဲကျွန်မဒီမှာရေးပြမယ် LP သွားရင် B ဟုတ်ပြီနော်အဲ B ပြီးသားပြီဆိုရင်ကျမတို့ကဒီမှာနောက်ထပ်လဲအဲ့ဒီဟာတို့ရဲ့ဟာကျမတို့ကပါရှိအောင်မလဲ ဟော elder elbert ဆင်းလာမယ်ဒီဘက်ကလေးကိုကျွန်တော်ထောက်လိုက်မယ်ကွာအလဲဖြတ်လိုက်မယ်နော် cross line တခုရှိမယ် t ဟော elo ပဲဒီဘက်ကိုဆွဲလိုက်မယ်အလဲကအပိုင်းလေးပိုင်းလိုက်မယ် t အဲ့တော့ကျွန်တော် t တင်မယ်အဲ့ဒါပြီးသားပြီဆိုလို့ရှိရင်ကျွန်တော် t ပြီးမှတင်လို့ရအောင်မလဲဩသူနဲ့တူလားအချောင်းတစ်ချောင်း l လို့ဆင်းလာမယ်ဩအပေါ်ကအပေါ်ကစောစောမြင်းသားတခုရှိမယ်အောက်ကိုထပ်ပြီးတော့မြင်းကွေးတခုထည့်မယ် k ဩဒါမျိုးလေး k ်လောကြီးလို့မြအောင်မှန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 ်လေးပဲတင်ပေးသူတတ်မှတ်ချက် KG ရွယ် Pre KG ရွယ်လေးမှဒါလေးကသူကောင်းကောင်းရေးတဲ့တော့ပါလိမ့်မယ်နော်အဲအဲ့လိုမျိုးကျွန်တော်တို့တင်မယ်ဆိုလို့ရှိရင်ပြီးနောက်ထပ်တစ်ခုရှိသေးရအောင်အပေါ်ကနေစဒီတခါတော့အပေါ်ကနေဆင်းတဲ့အခါမှာကျွန်တော်တို့အနေနဲ့အဲ ठी နဲ့ညင်းချောင်းစချောင်းတဲ့မဟုတ်တော့နော်ညင်းချောင်းနဲ့မဟုတ်တော့ဘူးဒီလိုလေးဩကောက်ကောက်ကလေးဆင်းလာမယ် F ညင်းပိတ်မယ် ठी နဲ့ F နဲ့ပြောင်းပြန်ဩဒီမှာ F ဩ F ဟောအဲ့လိုမျိုးလေးအဲ့လိုမျိုးလေးသင်မယ်ဒါဆိုရင် T ရယ် K ရယ် F ရယ်ကိုကျွန်တော်တို့စတိုက်သင်မယ်ဆိုရင် ABCD စလုံးတော်တော်များများပြီးသွားပြီအဲ့ဒီမှာတင်မယ် နော်အဲ့ဒါဆိုရင် B နဲ့ဒီခွဲချနေလေရသွားပြီ A ကနေ Z ထိဘဲကနေဖောက်မေးဖောက်မေးတင်ဖို့နီးလဲလဲရသွားပြီအဆင်ပြေမယ်ထင်ပါတယ်နောက်ဗီဒီယိုမှာနောက်ထပ်အရာလေးတွေကျွန်မထပ်ပြီးတော့မျှော်ပြပါမယ်ကောင်းလို့ရတဲ့အရာလေးပေါ့နော်အဲ့တော့တလက်ဆိုင်တီးကပြောချင်တာကဒါမျိုး pre kg နဲ့ kg ကလေးတွေရဲ့အတန်းခွဲကျွန်မဖုန်းနှိမ့်စားဖို့ရှိပါတယ်ထိုင်းကကလေးတွေတည်တံ့တင်ပါမယ်ဘာလို့လဲဆိုတော့ထိုင်းကကလေးတွေမြန်မာကလေးတွေကဒီနေရတဲ့နေရာမလို့တဲ့ခါအင်္ဂလိပ်စာ level မတူကြလို့အတူတူမသင်တာဖြစ်ပါတယ်ထိုင်းကကလေးတွေလည်းတည်တံ့ဘတ်ငွေနဲ့လက်ခံပါမယ်ထိုင်းကကလေးတွေလည်း၁၀ရောက်နိုဘင်ဘာလမှာတင်ပါမယ်၄နှစ်ကနေ၅နှစ်ရွယ်ကလေးတွေပါ 9နှစ်7နှစ်68အရွယ်အတန်းလေးလည်းရှိပါတယ်သူတို့သူတို့အတန်းလေးလည်းအဲ့လိုရတယ်ဒီလိုမျိုးစနစ်တကျနဲ့အရေးကိုပါတခါလဲသင်ပြီးမှဖြစ်ပါတယ် 6နှစ်7နှစ်ကတော့အကြံပေးမဲ့ပါလိမ့်မယ်ဒီတော့အသေးစိတ်မပါတော့ဘူးဘလို့သူတို့က ABC ရေးတဲ့နေပြီနော် ABC မရေးတဲ့တဲ့ကလေးတွေအတွက်ကတော့အခုလိုမျိုးအသေးစိတ်ကလေးသင်ပြပေးမှာဖြစ်ပါတယ်ပျော်ရွှင်စရာကောင်းတဲ့ activity တွေနဲ့ကျမစာသင်ပုံလေးကြည့်ရဆိုလို့ရှိရင်ဒါမျိုးလေးသင်မှာဖြစ်ပါတယ်အမြဲတမ်း line မကြတဲ့မိမိတွေဒီချက်နဲ့သင်ချင်တဲ့ဒီချက် zone class မဖွင့်ဘူးလားကျမမဖွင့်ဘူးလို့ season ထားပေမဲ့လည်းတောင်းဆိုတာများလုံးလုံးမလို့ဒါမျိုးလေးစဉ်းစားလိုက်တာဖြစ်ပါတယ်မြန်မာပြည်ကဆိုရင်တော့3လပိုင်းမှာပဲ zone အတန်းသေးရှိပါမယ်အခုတော့မှ pre KG KG လေးတွေ2ယောက်ကျမရထားပြီးဒီနေ့မနေ့မှကျမ post နေတာပေါ့နော်ဒါဆိုရင်နောက်ထပ်လာမယ်အဲ သုံးလပိုင်းလှစမ်းမှာသင်မဲ့၁၀ရောက် class လေးမှာမိမိတို့လာပြီးတော့သင်တန်းလေး join ကျင်နေဆိုရင်ကျူအပ်ထားလို့ရပါတယ်ရှင်အဲလေးကိုတရင်ကောင်းပါရင်နဲ့ဘီနဲ့ဒီခွဲရလေးကိုခွဲတက်အောင်မိမိတို့အိမ်မှာလည်းသင်လို့ရတယ်ဆိုတာလေးမျှဝေပေးပါတယ်ကျေးဇူးတင်ပါတယ်